တခါတုန်းကဒီချမ်းသာဒုက္ခကိုနားမလည်ဘူးဆိုလို့ရှိရင်เนาะကာမချမ်းသာကိုအကောင်းဆုံးလို့ခေါ်ကာမဒုက္ခကိုအကောင်းဆုံးလို့ထင်ကြတယ်တခါတုန်းကနိခန္ဓာတဲ့ဒီကနေ့ခေတ်အိန္ဒိယနိုင်ငံမှာဂျိန်းလို့ခေါ်တယ်ဂျိန်းဘုန်းကြီးတွေဒီကနေ့ခေတ်မှာလည်းရှိတာသူတို့ကနေကက်အဲ့ဒီဂျိန်းဘုန်းကြီးတွေ ਨੇ မြတ်စွာဘုရားနဲ့တွေ့ဆုံပြီးတော့ စကားပြောကြအဲ့ဒီလိုစကားပြောတဲ့အခါမှာချိန်ဖုံးကြီးတွေကသူတို့ကပင်ပင်ပန်းပန်းနဲ့ခက်ခက်ရင်ရင်အကျင့်နေချင်းမှချမ်းသာကိုရတယ်လို့သူတို့ကယူဆတယ်သူတို့ပြောတဲ့စကားလေးကဒုက္ခတနန္တရံဒုက္ခချမ်းသာဆိုတာလေဒုက္ခနဲ့ရင်းမှရတယ် no pain no gain ဆိုတာမျိုးပေါ့เนาะ no pain no gain အနာခံမအပါဆံရတယ်ဆိုတဲ့သဘောမျိုးဒုက္ခခံမချမ်းသာကိုရနိုင်တယ်လို့ဒီလိုပြောပြီးတော့ရသော်ဘုရားကိုသူကဘယ်လိုပြောတော့ဆိုအရှင်ဂေါရမနဲ့ဗိမိသာရမင်းကြီးနဲ့နှမ်းရှင်ကြည့်ရင်ဗိမိသာရမင်းကြီးကအရှင်ဂေါရမရဲ့ပူချမ်းသာတယ်တဲ့သူကအဲ့လိုပြောတယ်မြတ်စွာဘုရားရတဲ့ချမ်းသာနဲ့ဗိမိသာရမင်းကြီးရဲ့ချမ်းသာကပူချမ်းသာတယ်ပေါ့ဆိုတော့မြတ်စွာဘုရားက အေးမင်းတို့ဒီစကားအမှတ်တမဲ့ပြောလိုက်တာနဲ့တူတယ်ငါမေးမယ်တဲ့ဗေမိတာရမင်းကြီးဟာတဲ့မလုံမရှက်နဲ့သူခொနှစ်ရက်တိတိတနေရာထဲမှာထိုင်းနေနိုင်လားတဲ့လုံးဝမရွှေ့မပြောင်းမလုံမလက်နဲ့တနေရာထဲမှာသူထိုင်းနေနိုင်လားဆိုမနေနိုင်ဘူးခொနှစ်ရက်မပြောနဲ့နော်ခொနှစ်ရက်မပြောနဲ့ခொနှစ်နာရီတောင်မထိုင်နိုင်ဘူး ခဏနိုင်မပြောနဲ့ခဏမိနစ်တောင်ခက်ခဲမလုံမရှိထိုင်နေဘူးဆိုတာရသော်ဘုရားကပြောတယ်အေးငါကတမာရီဆွမ်းအားနဲ့မလုံမရှိခဏရဲလဲထိုင်နိုင်တယ်ဒီတယ်လဲပို့ပြီးတော့ထိုင်နိုင်တယ်လောကလှုပ်ရှားမှုမပြုပဲနဲ့အဲ့တော့ဘယ်သူကပို့ချမ်းသာတာလဲနော်ရသော်ဘုရားရဲ့ချမ်းသာမှုကဆင်းရဲဒုက္ခမလာလို့ထိုင်လို့ရတာပေါ့ဆင်းရဲဒုက္ခလုံးဝမလာဘူး ကာယကဒုက္ခညောင်းတာညာတာကြိုက်တာခဲတာဆိုတာလုံးဝမရှိစေတသိက်ကဒုက္ခစိတ်ထဲကစိတ်မပါလို့ပြင်းကြီးညင်းွေလာတာမျိုးဆိုတာမရှိကာမချမ်းသာဆိုတာပြင်းကြီးညင်းွေလာတတ်တယ်ပြင်းကြီးညင်းွေမှုတွေရှိတယ်ဟောအခုပြောတဲ့နိခမ္မဒုက္ခလေ့ကျင့်ပြီးတော့ရယူလိုက်ပြီဆိုရင် ပြင်းကြီးညင်းွေသွားတာဘယ်တော့မှမရှိဘူးဒါကြောင့်မို့ပထမဇန်ချမ်းသာကိုဝိဝေကသပိတိဒုက္ခတဲ့ ကာမဂုဏ်အာယုန်နေစိတ်ငြိမ်သွားသည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်နေကိုစွန့်လွတ်လိုက်လို့ရရှိလာတဲ့ချမ်းသာဒုက္ခမျိုးပါတဲ့ဒီလိုပြောတာ